မင်္ဂလာပါဗျမင်္ဂလာပါဘာလို့ပါတီကိုယ်စားလှယ်အဖွဲ့ဒီနေ့တရုတ်ပြည်သူသမ္မတနိုင်ငံခီးစဉ်သွားမယ်လို့သိရပါတယ်ဘာအတွက်ကြောင့်သွားမယ်ဆိုတော့ပြောလို့ရရင်ပြောပါရှင့်ဟိုပထမတော့တရုတ်ပြည်ကွန်မြူနတီပါတီကဖိတ်ကြားလို့သွားတာပါတရုတ်ပြည်ကွန်မြူနတီပါတီရဲ့ဖိတ်တာကုမမဟုတ်ဘူးလေဟိုဧပြီလ20နဲ့29ရက်နေ့ကတော့တချိန်ဖိတ်တယ်အဲ့ဒါသူအကြောင်းကြောင်းကြောင်းရွှေ့သွားပြီးတော့အခုဂျွန်လ6ရက်နေ့ကြာမှအဲ့ဒီအရင်ဖွဲ့ကိုပဲဒါပြန်ဖိတ်တာပေါ့သူ့ရဲ့ဖိတ်စာထဲမှာတော့တရုတ်ပြည်ကွန်မြူနတီပါတီနဲ့ဒီကမြန်မာနိုင်ငံရဲ့ပါတီတွေနဲ့အချင်းချင်း ချစ်ချင်ရင်းနှီးမှုအတွန်းရှည်ဖို့ရယ်နောက်တရုတ်ကွန်မြူနတီပါတီရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေနဲ့အောင်မြင်မှုတွေကို share လုပ်ချင်လို့ဆိုပြီးတော့အဲ့လိုပါပါတယ်တပည့်ရဲ့ဝိစားတော့ပါတီဘယ်နှခုနဲ့ဘယ်နှယောက်ပါဝင်တလဲဆိုတာကိုသိခွင့်ရရင်သိပြရစေရှင့်ပါတီရသုံးပါတီပေါ့နော်ကျွန်တော်ပါတီကတော့ကျွန်တော်နဲ့အင်းအား၁၀ယောက်နောက်မြမတောင်လမဖွံ့ဖြိုးတိုးတက်ရေးပါတီကဥပဒေဥကျော်စွာဆိုဦးဆောင်တဲ့အင်းအား၄ယောက်နောက်ပြည်သူ့ရှေ့ဆောင်ပါတီဦးလင်းလင်းဆို ်ဥဆောင်တဲ့ပါတီရ၄ယောက်ပေါ့တော့ UC က၃ယောက်တင်တယ်ပေါလိုက်ရဲစုစုပေါင်း21ယောက် big delegation တော်တော်ကြီးတဲ့ဟိုကိုယ်စားလှယ်ဖွဲ့ပါအဘတို့ပါတီရနေရောဘသူတွေလိုက်ပါလာပါသလဲရှင့်ကျွန်တော်တို့ကဟိုတိုင်းနဲ့ပြည်နယ်ဥထာတွေပါတယ်ဗျဟိုမန္တလေးတို့စကိုင်းတို့နော်ဒီလိုတိုက်တိုက်ဆင်ပေါ့တောင်နောက်ပြည်နယ်ကပြည်နယ်တို့စသည်ဖြင့်တိုင်းနဲ့ပြည်နယ်ဆင်မှာကြီးတဲ့လူကြီးတွေအကုန်ပါတယ်ကျန်တဲ့ရတော့ကျွန်တော်တို့ဟိုဌာနချုပ်ကသူတွေတွေ့မှုပါတယ် တော့နိုင်ငံဆက်ဆံရေးဌာနတာဝန်ခံတွေပေါ့အဲ့ဒါပါပါစီစဉ်ပါပါခီးစစ်ပါပါစီစဉ်နေပါတဲ့ဆိုတာကိုပြပြပေးစေလို့ပါရရှင်ဟိုအစီအစဉ်ကတော့လောလောဆယ်လေးတျုပ်ပြီးကွန်မြူပါတီကပို့ရအောင်တန်တဲ့တက်ပလန်ခေါ်တာပေါ့တက်ပြီးတော့ဟိုတိတိကျကျပလန်တော့မပါသေးဘူးအဲ့ထဲမှာတော့ဘာတွေပါလဲဆိုတော့ပြည်내သုံးခုပေါ့တမီးရဲ့ဒီဘက်ကခွန်ဂျိုးရဲ့ရှန်ဒေါရဲ့ဘီဂျီအဲ့ဒီအောက်မှာရှိတဲ့ prefecture ပေါ့မြို့နယ်စစ် municipality အရှိဒေသတွေကိုလေ့လာတာတော့နောက်တစ်ခါကန်တုံလို့ခေါ်တဲ့ခိုင်ဒေသစဉ်လေ့လာတာတော့အဲ့ဒါမျိုးတွေပါတာပေါ့ဒါအဲ့ဒါဒါသွားမကြီးစေဟိုမှာကြားတဲ့အခါကျတော့ဘာတွေပါလဲဆိုတော့နေပြည်တော်ဒေသလေ့လာရေးတွေပါတယ်နောက်ရှင်းလင်းဟာတွေပါတယ်နေပြည်တော်ဒေသလေ့လာရေးနဲ့ပတ်သက်ပြီးတော့ဒေသမှာရှိတဲ့ကြည့်တဲ့ဒေသပြည်မျိုးရေးတို့ဟောစင်ဝတ်တည်မှုချော့ချာရေးလုပ်ငန်းစဉ်တွေနောက်မြို့ပြတွေကို IT စနစ်နဲ့ဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့ဟာတွေအဲ့ဒါမျိုးတွေ နောက်ဆွေးနွေးပွဲနေနေရကတော့ municipal ဆင့်လို့ခေါ်တဲ့ prefecture ပေါ့မြို့နယ်ဆင့်နောက် county လို့ခေါ်တဲ့ခရိုင်ဆင့်နောက် CPC ရဲ့တို့တရုတ်ပြည်ကွန်မြူပါတီရဲ့ဘူကွန်တီဝင်နဲ့တွေ့တာပါတယ်နောက်ဝင်ကြီးနဲ့တွေ့တာပြီးပါတယ်အဲ့လိုမျိုးတွေပါပါတယ်ဟုတ်ကဲ့ပါရှင့်နောက်ဆုံးမိခွန်းအနေနဲ့ပေါ့နော်ဒီခရီးစဉ်ကနေပြီးတော့မြန်မာတရုတ်နှစ်နိုင်ငံပါတီအချင်းချင်းဆက်စပ်ရေးနေဖို့မခိုင်းပါလားစီဖို့အတွက်ပေါ့နော်မလို့ရအထောက်အပံ့ပြုမယ်တော့မျှော်မှန်းထားပါတယ်ရှင့်อืมဒါကတော့တို့ဗမာစကားမုံရှိတယ်လေနော် မြန်မာညတော့ခင်ခင်မာညတော့ကျင်ပေါ့နော်အဲ့တော့ဟိုခဏခဏတွေ့လေပုဂ္ဂိုလ်ရရင်းနေလေလောကကရဲ့လုပ်ငန်းတွေချောမွေးလေပေါ့ဒီတျော့ပြည်ကွန်မြူနတီပါတီနဲ့အတူကျွန်တော်တို့ပါတီနဲ့ကမဆဲဘူးရဟိုကျွန်တော်တို့ဟိုအစစ်ဆက်ကလည်းအဆက်ဆက်ရှိကြတယ်ကျွန်တော်တိတ်ဝေးမပြောတော့ဘူးနော်ကျွန်တော်ပါတီပဲဖြစ်ခင်1993အသင်းဘဝပေါ့လူကြခိုင်းတဲ့ပုံပြပါတီအသင်းကနေပြီးတော့ဒီပါတီအခုချိန်ထိပေါ့ဂျာကာလာမှာကျွန်တော်တို့ခုလူဆက်ဆံဘဝအနည်းဆုံး45ချိန်ရှိတယ် ကျွန်တော်တုတ်ပြူသွားတဲ့ကျွန်တော်ရှိရပါတီဘောင်က654ယောက်ရှိတယ်။အဲ့ဒါသင်တန်းတို့ဝါခ်ရှော့တို့အလားနောက်ပြီးတော့ကျွန်တော်တို့ဒီဆမနာတို့လေ့လာရေးတို့ပေါ့အဲ့လိုသွားရရှိတယ်။ဆိုတော့ဒီဆက်ဆံမှုကအရင်ကတည်းကရှိတယ်။တော့ထိတွေ့ဆက်ဆံမှုများလေအခင်မှုများလေလုပ်ငန်းတောင်တွေကအောင်မြင်လေပဲ။ကျွန်တော်တို့အစိုးရအဖွဲ့ပုံလေနိုင်ငံရေးပါတီနိုင်ငံရေးပါတီချင်းချင်းနိုင်ငံရေးသဘောတရားအရထိတွေ့ဆက်ဆံတာဆက်ဆံလေကောင်းလေပဲလို့ဒီလိုမြင်ပါတယ်။နောက်ချက်ကကျွန်တော်တို့နဲ့ ဟိုတရုတ်နိုင်ငံနေတပိတ်ကီလိုမီတာဆို2200ပေါ့မိုင်ဆို1300ကျော်လောက်ထိဆက်နေတယ်ဆိုတော့တိရတဲ့အတိုင်းပဲဒါသူတို့တိရတဲ့အတိုင်းပဲတရုတ်ပြည်သူသမရနိုင်ငံဆိုတာကအင်အားကြီးတယ်လာဖွံ့ဖြိုးတိုးတက်တယ်တမိုင်းလုံးရှိကြတဲ့နိုင်ငံဖြစ်တယ်ပေါ့ဒီလိုနိုင်ငံနဲ့ဆက်ဆံတဲ့အခါမှာလေလာစရာတွေတော့ဟိုအတုစရာတွေများရှိကောင်းလည်းရှိမှာပေါ့အထူးသဖြင့်တော့မမီမာဘီလိုလည်းဟိုမကြိုက်ကာလာလေးမှာအင်တာဗျူးတစ်ခုမှာပြောခဲ့တာ ရှိတယ်တော်လေသမား ပါတီမတက်ကမေးတဲ့ခါကျတော့ကျွန်တော်တို့ကမြမတောင်သူသမားတပဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ကျွေးမြေတန်တရာတန်တရာမှာလွတ်မြောက်ရေးကိုပါတီကပြုစုနေတယ်ဆိုဒီနေ့အဲ့ဒီတက်တက်ပလမှာကျွန်တော်အဲ့ဒါတွေတွေ့တယ်မစင်းရွေးတည်မှုပတ်ကြောက်ကိုသူတို့ဘယ်လိုဆောင်ရမလဲသူတို့ဘူဝါရ600ပေါ့ဘူဝါရ600ဆိုတာက property life ခေါ်တာပေါ့နော်စင်းရဲဆိုတာဘယ်ဟောက်ခေါ်တယ် line line လိုက်တာငွေကြီးအဖြစ်ပိုက်ဆိုင်မှုအဖြစ်ဘလောက်ကအောက်ဒီစင်းရဲခေါ်တာပေါ့အဲ့ property life ကိုသူတို့ဘယ်လိုဆွဲမလဲပြီးတော့ ဒီဒီ line ကိုကြော်ပြီးတော့ချမ်းသာလာအောင်ပေါ့နော်စီမတ်ချက်ဘလို့ချမယ်အဲ့စီမတ်ချက်ကိုဘလို့ account ဖော်မယ်အဲ့ဒီဟာကိုဘလို့ကြီးကြပ်မယ်တော့ဒီအစွဲရနေပြီးတော့ဘန်တန်ငွေ subsidize ပေါ့အစားထိုးကုညီမှုဘလို့လုပ်မယ်တော့လူပုဂ္ဂိုလ်တွေဒေသတောင်ပေးမယ်ဆိုအဲ့ဒီမူဝါဒ6အောင်တယ်သူတို့လုပ်တယ်လုပ်ပြီးတော့ဒီဆေးဘွေတွေပတ်ကြော်ရတဲ့သူကခေါင်းစဉ်6ခုကပါကွဲထားလဲဆိုတော့စီဝါရေးတို့ပညာရေးတို့ကျမ်းမာရေးတို့တော့ပေါ်ကြည့်ထိန်သိရေးတို့လူမှုဖူလုံရေးတို့အုတ်ချုပ်ရေးတို့ ဲ့တောက်တိုင်ချော့တိုင်နဲ့လုပ်တယ်ဆိုတာလေးကစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ဒီနေ့အစီအစဉ်မှာအဲ့ဒါမျိုးတွေပါတယ်တင်တော့ property property reduction ဒါမှမဟုတ် property alleviation ပေါ့ဆေးရွေးတူကို short ချရေးတိုက်ဖြည့်ရေးဒါနဲ့ပတ်သက်လို့ဘယ်လိုလုပ်လဲနောက်ပြီးတော့ကြေးရွာတွေ revitalization ဆိုတော့ကြေးရွာတွေပြန်လည်ထူထောင်ရေးအတွက်လုပ်တယ်အဲ့ဒါတော့နည်းနည်းပို့ပြီးတော့ကျွန်တော်ကပို့ပြီးတော့စိတ်ဝင်စားတယ်နောက်ပြီးတော့သူတို့မြို့ပြတွေကို IT စနစ်နဲ့ဘယ်လို smart city တွေထောင်လို့လဲပေါ့ ဒါတွေပေါ့လေဒါတွေကဟိုဘက်ကကျွန်တော်နောက်ဆုံးဝင်ကြီးတဲ့ဆွေးနွေးတဲ့အခါမှာမင်းပြောနေတဲ့အချို့ကိစ္စတွေကကျွန်တော်တို့အတွက်ပါတီအတွက်နိုင်ငံတော်အတွက်အကျိုးရှိမယ်လို့ယူဆပါတယ်။ Okay အခုလောဖြေချပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်။